မာတော့ဒီစာတွေကတော့နည်းပါတယ်ကျွန်တော်လက်တွေ့အဓိကတွားတာပါเนาะလို့ဆိုလို့အားလုံးပဲမင်္ဂလာပါဒါဒီနေ့ကတော့ကျွန်တော်တပည့်တွေကိုလို့တစ်ပါပေးညပြထားတဲ့ကောင်းလေးဖြစ်ပါတယ်ခင်ဗျာအဲ့ဒါပါပါဒါကျွန်တော်တို့သင်တန်းမှာတော့စာရိတ်လေးတွေသင်ပေးရဖြစ်ပါတယ်။ပထမစာရိတ်သင်တယ်နောက်ပြီးတော့ကျွန်တော်တို့ကြိုကောင်းမှလေ့ကျင့်တယ်လေ့ကျင့်ပြီးလို့ရှိရင်ကျွန်တော်တို့အကုန်ထွက်ညက်တယ်ပေါ့နော်။ ပြန်နှမလဲကျွန်တော်ညှက်ပြရတယ်ပေါ့နော်ဒီလိုပုံစံပဲကျွန်တော်ဒီမှာသွားနေရဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာတော့ဒီစာတွေ့ရတော့နည်းပါတယ်ကျွန်တော်လက်တွေ့အဓိကသွားတာပေါ့နော်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ပဲဆိုရင်နေ့တိုင်းလို့လို့ထွက်တယ်ပေါ့နော်မိုးလေတာလို့ရှိရင်အစနေနေ့တရက်ကတော့အပတ်စဉ်ကျွန်တော်ပါတယ်ပေါ့နော်။ကြားရတရားတွေကျွန်တော်မပါဘူး။သင်တန်းကကျွန်တော်တို့မနက်9:00နာရီကနေနေ့လယ်9:00နာရီသင်တန်းပေးရဆိုတော့ကျွန်တော်ခမင်းစားတော့ပြီးနေ့လယ်ပိုင်းလည်းဒီပိုင်းဖတ်တယ်ပေါ့နော်။အဲတော့ကျွန်တော်လက်တွေ့ကောင်းများမှာပဲကျွန်တော်တို့ဒီသဘင်ပညာဆိုတာတက်မြတ်မယ်ပေါ့နော်။ လက်တွေ့ကောင်းနေမယ်ဟိုလိုက်ပဲကြည့်နေရတယ်ဆရာညက်တော့ဆိုလို့ရှိရင်စမတေးပေါ့နော်အကြည့်အားလည်းလိုတော့လိုရတယ်ဒါမှမဟုတ်လက်တွေ့ရတော့ပို့ပြီးတော့လိုတော့ပေါ့နော်ကိုယ်ကိုယ်တိုင်ညက်တာဆီပြရဖြစ်ပါတယ်နော်